မင်္ဂလာပါရှင် PSM News ရဲ့နိုဝင်ဘာလ17ရက်နေ့အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားမှာပဲဖြစ်ပါရှင်မြန်မာနိုင်ငံမှာမိုးလွန်ကာလမကုန်ဆုံးသေးပေမဲ့မိုးလွန်နေပါသွားပြီဖြစ်ပြီးဆောင်းကာလကိုရောက်ရှိလာမယ့်အခြေအနေတွေဇက်တိုက်ဆိုသလိုဖြစ်ပေါ်နေပါတယ်။ဒါကြောင့်မနက်ပိုင်းမှာမြူဆိုင်နာတွေရှိလာသလိုနေသားရက်တွေလည်းများလာမှာဖြစ်ပါတယ်။ မွေးရသုံးမှုအနေနဲ့ကတော့ဒီနေ့နိုဝင်ဘာလ23ရက်နေ့မှာတနင်္သာရီတိုင်းနဲ့ကရင်ပြည်နယ်တွေမှာနေရာကျကျကချင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာနေရာကွက်ကြားမှုအနေနဲ့ထိချုံရွာနိုင်ခြင်းရှိနေပါသေးတယ်။အထူးသဖြင့်တနင်္သာရီတိုင်းမှာမိုးတိမ်တောင်းနဲ့အားကောင်းနေတာကြောင့်လေပြင်းတိုက်တာ၊မိုးကြိုးပြစ်တာလိုမျိုးရုတ်တရက်ဖြစ်ပေါ်တတ်တဲ့မိုးလေဝသအန္တရာယ်တွေကိုသတိပြုဖို့လိုအပ်ပါတယ်။နိုင်ငံအနှံ့အပြားမှာဒီနေ့နိုဝင်ဘာလ23ရက်နေ့ကစပြီးမနက်ပိုင်းနေမှာမြို့ထူတွေထူထပ်စွာကြဆင်းနိုင်ပြီးခရီးသွားလာသူတွေအနေနဲ့အထူးသတိပြုဖို့လိုအပ်ကြောင်းမိုးလေဝသပညာရှင်တွေကသတိပေးထားပါတယ်။ ယူဆိုင်မှုတတိပေးချက်အရမနက်ဖြန်မနက်9:00နာရီလောက်အထိအေယာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအရှိတ်ချမ်းရှမ်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်စကိုင်းတိုင်းထပ်ပိုင်းကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာမြူဆိုင်နိုင်ပါတယ်အထူးသဖြင့်ရန်ကုန်တိုင်းနဲ့အေယာဝတီတိုင်းတို့မှာမြူဆိုင်တဲ့ area ပိုပြီးကျယ်ပြန့်နိုင်တာကြောင့်ဒီနေ့ည10:00နာရီကနေမနက်ဖြန်မနက်အစောပိုင်းအထိကုန်းလန်းရှီလန်းနဲ့လေကြောင်းခီးသွားလာမှုတွေမှာအနေရမဖြစ်စေဖို့ခရီးပြုကြဖို့လိုအပ်တယ်လို့အကြံပြုထားပါတယ် င်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းတိရီလင်္ကာနိုင်ငံအရှေ့ဘက်မှာတော့နိုဝင်ဘာလ23ရက်နေ့ဝင်ကျင်မှာလီဘီယားနဲ့ယဝန်တစ်ချိန်ဖြစ်ပေါ်နိုင်ပြီးအနောက်ဘက်အိန္ဒိယနိုင်ငံထမင်းနတ်ဒူပြည်နယ်နဲ့တိရီလင်္ကာနိုင်ငံတို့ဘက်ကိုဥတီရွေးရှားနိုင်ကြောင်းတွေ့ရပြီးမြန်မာနိုင်ငံအပေါ်တက်ရောက်မှုတစုံတရာရှိနိုင်မှာမဟုတ်ဘူးလို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတော့ခန့်မှန်းထားပါတယ်လက်ရှိမှာမြောက်ပြန်လေတွေဝင်ရောက်နေတယ်လို့မွန်ပြည်နယ်နဲ့တရင်းသားရီတိုင်းတခြားမှာလည်းအရှိဘကလေတွေကပလီပင်လေတွေကိုဖျက်ဆီးနေတာကြောင့်မြန်မာနိုင်ငံကိုအရှိမြောက်လေအစီကြောင့်ဝင်ရောက်လာတော့မယ့်အခြေအနေဖြစ်တယ်လို့ဆိုပါတယ် ဒါကြောင့်လာမယ့်နှစ်ရက်အတွင်းစကိုင်းတိုင်းအထက်ပိုင်းကချင်ချင်းနဲ့ရှမ်းပြည်နယ်တွေမှာညအပူချိန်တွေအနည်းငယ်လျှော့ကျလာနိုင်ပြီးအေးအေးပူလာနိုင်ပါတယ်။မြမပင်လယ်ပြင်မှာတော့လှိုင်းအထင်အတင်ရှိပြီးလှိုင်းအမြင့်ကတော့9ဘီကနေ9ဘီလောက်ထိရှိနိုင်ပါတယ်။မိုးလေဝသဖြစ်စဉ်ကြိုတင်ခန့်မှန်းချက်တွေဟာအများဆုံး80ရာခိုင်နှုန်းဝင်ကျင်တာမှန်နိုင်တာကြောင့်အချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်။နေ့စဉ်ပြောင်းလဲမှုဖြစ်စဉ်တွေကိုလည်း BSM ကနေတင်ပြပေးသွားမှာဖြစ်တဲ့အတွက် BSM ရဲ့နေ့စဉ်မိုးလေဝသအစီအစဉ်ကိုစောင့်ကြည့်ပေးကြဖို့မြစ်တာရက်ခံလိုက်ပါတယ်။ BSM ကိုကြည့်ရှုအားပေးကြတဲ့သူတွေနဲ့အတူမြမပြည်သူပြည်သားတွေလည်း ကျမ်းမာပီကင်းစွာနဲ့သဘာဝဘေးအနေအတွေ့အကြုံကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေကြောင်းဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်ရှင်။